ဆိုတော့ကျွန်တော်တို့ Xiaomi something pro something pro max Xiaomi something ဒီအကြောင်းတွေကိုတခြားပြောပြပါလိမ့်ဆိုတော့ဒီတစ်ခါဗီဒီယိုမှာဒီ Xiaomi something ကဘလို့လူတွေအတွက်ဂျွေးဝတ်တင်နေပေါ့ပြီးတော့ something pro ကဘလို့လူတွေအတွက်ပို့ပြီးတော့ကောင်းနေဒါမှမဟုတ် something pro max ကဘယ်သူတွေအတွက်ပို့ပြီးတော့အဆင်ပြေရလဲအဲဒီဖုန်းသုံးလုံးကိုဘလို့လူတွေကဂျွေးဝတ်တင်တာလဲဆိုတာလေးကိုပြပြပေးမယ်ဆိုတော့ Xiaomi something series အကြောင်းလေးကိုမှဘယ်သူတွေကဘယ်ဖုန်းကိုရွေးရမလဲဆိုတာလေးစပြောလိုက်အောင် ပြောလို့ပြောရမှာဒီ Xiaomi ရဲ့ Samsung series ကနာမည်စထွက်လာတဲ့ဟာနည်းနည်းလေး ရန်တက်မှလူပြောလေးများသလိုကြိုက်တဲ့သူတွေမကြိုက်တဲ့သူတွေအဲ့လိုအဖွဲအဖွဲအဖွဲတွေကတတ်တက်ကိုရှိရဒီ Xiaomi something series အကြောင်းပြောလို့ရှင်မကြိုက်ဘူးဒီ display ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ blink နဲ့တစ်ဖွဲကတတ်တက်အဲ့လိုအရန်ကြိုက်တယ်အရန်မိုက်တယ်ဆိုပြီးတော့ကျွန်တော်ပါဝင်ပေါ့အရန်သဘောကြိုက်အဖွဲကတတ်တက်မဝေဘူးကွာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပြောရဲအဖွဲကတတ်တက်ဒီလိုမျိုးအဖွဲအဖွဲတွေကကွဲနေရအဲဒါတော့ထားပါဒါတောက်လျှောက်ဗီဒီယိုတွေမှာ comment တွေကြည့်ပြီးတော့ပြပြပေးရပါဘာအဲ့ထဲမှာလည်းဘယ်လိုပဲဖြစ် ဒီမေးကြရတဲ့သူတွေထဲမှာပေါ့နော်ဒီ something pro တို့ pro max တို့ pro ဘယ်မှလဲမနော်ဒီမေးကြရတဲ့သူတွေထဲမှာ Xiaomi something something pro something pro max ဒီဖုန်းတွေကိုအဲအဲ့လိုမျိုးဘယ်သူတွေအတွက်ပိုကောင်းတာလေးဂျမ်းမိုးလေးနည်းနည်းလေး recommend လုပ်ပေးစေချင်တယ်ဆိုပြီးတော့မေးထားတာလေးလည်းရှိတော့ဒီ video လေးကိုလုပ်ဖြစ်သွားတာဒါကတော့ review video ဆိုတာထက် iPhone ကဘယ်သူတွေအတွက်ကောင်းတာလဲဆိုတော့ပြပြပေးပါဆိုတော့ပထမဆုံးကျွန်တော်တို့ Xiaomi 7D လေးနဲ့အငယ်ဆုံးလေးနဲ့စပြောတာပေါ့ဒီ Xiaomi 7D ကကြတော့ဘာမှ trade view တိတ်ပြောစရာတော့မရှိဘူးဒါပေမဲ့တခုရှိတာကဒီကောင်ကသူ့ရဲ့အကိုလက်တို့အကိုကြီးဥထက်စာလို့ရှင် ဒီဇိုင်းကနည်းနည်းလေးဝိတယ်လို့တော့ခံစားရတယ်။ဒါပေမဲ့ဒါကလည်းဒီမူအဝေးကနေဒီမူကြည့်လိုက်တဲ့အချိန်တည်းမှာဒီကောင်းရဲ့ဒီဇိုင်းကနည်းနည်းလေးတက်မှန်ဟိုဟော်နာလူလူဘာလူလူဆိုပြီးတော့ခံစားရတယ်။ဒါတည်းမှာကိုင်တဲ့အခါမှာကျတော့အဲ့ဒါညနေတက်တက်ဆိုင်အောင်လွယ်ဝမှုလေးခံစားရတယ်။အဲကိုင်လိုကောင်းနေချစ်ချစ်လက်လက်ရှိတယ်။တော်တော်လေးကိုမှ အဲ့မှာပါဗျာ hand grip အရန်ကောင်းတယ် hand feeling ကောင်းတယ်ဆိုရဲ feeling မျိုးရရတယ်ဒီကောင်ကလည်းပြောရရင် display size ကိုပါဘာဒီကောင်က compact size နဲ့လာတာ compact ဆိုတာကျွန်တော်ဒီကောင်က6.3 inch ပဲရှိရ size က6.3 inch ဆိုတော့ကျွန်တော်တို့ဖုန်းကြီးတွေကင်ကျင်တဲ့သူတွေအတွက်ကတော့ဒီကောင်လေးတွေကတော့အဆင်ပြေမှာမဟုတ်ဘူးတချို့ကြတော့ဖုန်းဆိုအရန်ကြီးမှကြိုက်တာမျိုးတွေရှိရတချို့ကြတော့အိတ်ကတ်ထဲအလွယ်တကူထည့်ပြီးတော့အဲသုံးရမျိုးကြိုက်တာမျိုးလေးတွေရှိတယ်အဲ့ဒီလိုလိုမျိုးတွေအတွက်ဒါကားမောင်းတဲ့အခါတွေပေါ့နော်ကားမောင်းတဲ့အခါဆိုင်ကယ်စီးတဲ့အခါအဲ့ဒီမှာတော့ဆိုင်ကယ်တော့မရှိဘူး sorry ကားမောင်းတဲ့အခါတွေပေါ့ ကမ်းပေါင်းတဲ့အခါတွေမှာကောင်းကောင်းလေးဒီကောင်းကိုတိုင်တွယ်သုံးဆွဲလို့ရရဆိုတဲ့အနေထားပါလို့တောင်းကကွန်ပတ်ဖြစ်တယ်အဲပေါ်ဖော်မန့်တွေပါရလဲတိတ်ပြီးတော့ trade 2မရှိဘူးဒီကောင်း Snapdragon 8 Elite Gen 5နဲ့ပဲလာတယ်ဘက်ထရီဆိုလည်း9000 mAh နဲ့ပဲ50 megapixel Leica camera သုံးလုံးပါတယ်အဲကွန်ပတ်ဖြစ်တဲ့ flagship phone ဆိုတဲ့အတိုင်းပဲ flagship level specification အကုန်လုံးထည့်ထားပြီးရယ်အတခုရှိကြတာက Xiaomi ရဲ့ Samsung Pro Samsung Pro Max 2နဲ့တော့တကောင်ကွာသွားမှာနောက်ကသူက budget တွေမပါဘူး အငယ်သုံးလေးဖြစ်တဲ့အတွက်ရိုးရှင်းဆုံးဖြစ်တဲ့ပြောရမှာတကောင် simple ရိုးရိုးရှင်းရှင်းလေးဒါအောင်မှလုပ်ပေးထားရလိမ့်မယ်ဆိုတော့ဆိုပါအောင်တော်လေးတော့မိုက်တယ်ဆိုတော့ပြောချင်တာဒီ Xiaomi ရဲ့ something လေးကကြတော့အဓိကကကိုက compact ဖြစ်တဲ့ဖုန်းတစ်လုံးကိုလိုချင်တယ် battery ခန္ဓာမျိုးအဲပြီးရင် flash level specification အကုန်လုံးကိုလည်း သဘောကျတယ်လိုချင်တယ်ပြီးတော့ဖုန်းကိုလုံးဝဆင်းပက်ဖြစ်တာမျိုးကြိုက်တယ်ကျွန်တော်တို့ကနောက် display ပါတယ်ပါတယ်မကြိုက်ဘူးဒါပေမဲ့ Xiaomi ရဲ့ဒီ something line ကိုကြိုက်တယ်ဆိုရတဲ့သူတွေအတွက်တော်တော်လေးရွေးလို့ကောင်းတဲ့အနေထားမှာရှိတယ် performance နေ camera တွေ display တွေပါဘာမှပြောရမှာရှိဘူးကြစ်ကြစ်လေးနဲ့တော်တော်လေးအဆင်ပြေတဲ့ကောင်လို့ပြောလို့ရတယ်ဆိုတော့ကိုကကုန်ပတ်ကြိုက်တယ်ဆိုလို့ရှိရင်တော့ပြီးတော့ရိုးရိုးရှင်းလေးကြိုက်တယ်ဆိုရင်ဒီ Xiaomi something pro ကအဆင်ပြေလိမ့်မယ်နောက်တစ်လုံးကတော့ Xiaomi ရဲ့ Samsung Pro အလက်ကောင်လေးပေါ့အဲဒီကောင်ကတော့ ။ तू อ่ะเนลีบ่มาအရင်ဗီဒီယိုမှာပြောထားတဲ့အတိုင်းပဲ performance တွေပါတွေအကုန်လုံးကလည်းဒါ Xiaomi ရဲ့ latest and greatest ဆိုတဲ့အတိုင်းပဲအကောင်တသေးအစိတ်ပြင်းပြင်းဒါမျိုးကောင်ပေါ့ဒီကောင်ကလည်းပြောရရင် pro max နဲ့ဆိုရင်တော့အရင်กว่าချားနဲ့မရှိဘူးတကယ်ကျင်းနေရဆိုလို့ရှိရင် size กว่าသွားမှာ7.3 inch နဲ့7.9 inch size กว่าသွားမှာကျန်တဲ့ဒါ telephoto lens sensor กว่าသွားတာမျိုးတွေပြီးတော့ battery life กว่าသွားတာမျိုးဒါတွေကတော့ဒါတကယ်သုံးကြည့်ရခါမှသိတာမှာမြင်မြင်တသားချင်းချင်းရှားတော့ဒါ size กว่าမှာ ပြပြเนาะစိုက်กว่าတော့မှာအဲဒီကောင်ကလည်းဘလိုလူတွေအတွက်ရွေးဝဲတင်တယ်ဆိုရင်တော့ကိုကဒါ Xiaomi something တော့ကြိုက်တယ်ဒါပေမဲ့အဲ့မူတမအကြီးကြီးကိုသဘောမကျဘူးပြီးတော့ Xiaomi something အငယ်ဆုံးလေးလိုကောင်မျိုးရိုးရိုးချင်းချင်းကိုလည်းတိတ်တော့သဘောမကျဘူးဒီမျိုးဒီနှစ်မှာ innovate ဖြစ်လာတဲ့ဒီ Magic Bus Screen ရဲ့ feature တွေကိုတုံးကျင်တယ်ဒါပေမဲ့ဖုန်းကြီးတုံးရမှာလည်းတိတ်အဆင်မပြေဘူးဆိုတဲ့သူတွေအတွက်ရွေးလို့တော်တော်လေးကောင်းတယ်အများကြီး specification တွေကိုခြားပြီးလုပ်ပေးထားတယ်လည်းမဟုတ်ဘူးဆိုတော့ Pro Max မကရင်တော့ဒီ Pro လောက်ကလည်းလုံးဝအဆင်ပြေလို့ပြောလို့ရတယ် compact phone တော့ကြိုက်တယ် ပြီးတော့ flash ဖုန်းကိုလည်းသဘောကျတယ်ပြီးတော့ magic bus အခွင့်အရေးပိုင်းနဲ့ဒါ Xiaomi ရဲ့နောက်ဆုံးထွက်ကိုမှ innovation တာလေးကိုပဲတုံးချင်တယ်ဆိုရဲသူတွေဒါ view ရလို့ရတယ်ဒီကောင်ကလည်း telephoto lens တွေအဲပြောလို့ရှိရင် ATPO AMOLED တွေဒါမျိုးတွေအကုန်ပါအောင်ပါပြီးတော့ magic bus ဝင်ရလဲကောင်းကောင်းတုံးလို့ရသေးရဲ့ဆိုတော့ဘာပြောမဆိုဘာထွေးရဒီကောင်က6300 mAh ပါလားဆိုတော့ ။ဘာပြော combat phone တလုံးနေနဲ့တော်တော်လေးကိုအဆင်ပြေတယ်။ဆိုတော့ကျွန်တော်တို့ဒါ Xiaomi something something pro ပေါ့နော်။အငယ်ဆုံးနဲ့အလက်ကောင်အကြောင်းပြောပြပါရစေဆိုတော့သူတို့ရဲ့အကိုကြီး Xiaomi something pro max ကရောဘလိုလူကြီးရွေးခွဲတင်တာလဲ။ဆိုတော့ဆက်သွားကြည့်အောင်။နောက်ဆုံးတစ်လုံးကတော့ဒါ Xiaomi ရဲ့ Something Pro Max ဒီကောင်ကတော့ဘယ်လိုလူတွေရွေးတင်လဲဆိုရင်တော့ဒါ တခါရင်တန်းပြောမယ်ဆိုရင်တော့ဖုန်းတစ်လုံးကိုတက်မှာ oversize ပုံစံမျိုးပေါ့အကြီးကြီးတွေမှကြိုက်တယ်ပြီးတော့ဒါလူခနာကိုကြီးကြီးနေမှာကျွန်တော်တို့လိုမျိုးပေါ့ခနာကိုကြီးကြီးအကောင်ကြီးဘာညာဆိုရင်တော့ something pro max တို့ပါတော့ပို့ပြီးတော့မှိုက်တယ် Pro Max line မှာဆိုရင်တော့လက်ထဲမှာကင်နာလည်းဖုန်းကတော်တော်လေးကိုထင်းတယ်ပြီးတော့ကျွန်တော်တို့မျက်စိမကောင်းတဲ့သူတွေအတွက်ကလည်းဒါ6.9 inch နဲ့ဒီ Samsung Pro Max ကအများကြီးပိုပြီးတော့ကောင်းတယ်အဲ performance တွေဘာတွေကတော့ Samsung Pro ရော Samsung ကိုလည်းအများကြီးသိပ်กว่าတော့မရှိဘူးအဓိကကတော့ battery life ပိုပြီးတော့ strong ဖြစ်သွားမယ်ပြီးရင် telephoto sensor ပိုပြီးတော့ကောင်းသွားမယ်ပြီးရင် display နည်းနည်းပိုပြီးတော့ကောင်းသွားမယ် size ပိုကြီးသွားမယ်ဒါတော့ Samsung Pro Max တော့ပေါ့ဆိုတော့ကိုက အဲ့လိုမျိုးလက်ထဲမှာကင်ရံသိရမှာဟိုတသေးလေးရကြောင်းလည်းတိတ်တော့အဆင်မပြေနေဘူးအဲ screen တိုင်းအရန်များတယ်ဆိုရင်တော့ဖုန်းကသေးတဲ့ဆိုင်ဖုန်းကြီးကြောင်ပို့ပြီးတော့ recommend ပို့ပေးခြင်းတယ်တခုကျေးဇူးတင်စရာ something pro max ကလည်း site ကြီးကြီးတယ်ဆိုရင်မဲ့1ဒက်တာကောင်းကောင်းကင်လို့များသူ့ရဲ့ weight ကလည်းအရန်ကြီးလေးမနေဘူးလက်ထဲမှာကင်ရတာအဆင်ပြေတဲ့ weight hand feeling တခုကောင်းကောင်းတခုကိုပေးဆောင်ပေးတယ်ဆိုတော့ဘာပဲပြောမဆိုးဘူးပေါ့လေအဓိကကဘလို့လူတွေရွေးတင်တာလဲဆိုရင်တော့ဖုန်းတစ်လုံးကို အကြီးကြီးခိုင်ရင်တဲ့သူတွေတက်မှာဘက်ထရီ site ကောင်းကောင်းကြီးကြီးနဲ့ခိုင်ရင်နဲ့ပြီးတော့ဖုန်းသုံးတဲ့အခါမှာဒီ OCV တခုထွက်လာပြီဆိုတာနဲ့တကယ် latest and greatest တွေကမှနောက်ဆုံး model ဒါမှနောက်ဆုံးအကောင်းဆုံးဆိုတဲ့ဟာပြည့်နေတဲ့ model ကိုမှလိုချင်တယ်ဆိုတဲ့သူတွေတော့ကတော့17 Pro Max ကပို့ပြီးတော့ကောင်းတယ်7.9 inch display ဖြစ်သွားမယ်ပြီးတော့ခွန်ထောင်းငါးဘက်ထရီဖြစ်သွားမယ်ဘက်ထရီကကျွန်တော်တို့ဒီ display တွေကိုပို့ပြီးတော့ကြည့်တယ်ပါဇယ်တွေကလည်းပို့ပြီးတော့ပါတယ် ဆိုတော့ကိုကဒီဖုန်းသုံးလုံးမှာជីជីမမကိုကင်ကျင်တဲ့အကောင့်သုံးနေပြည့်နေအောင်လိုချင်နေဆိုရင်တော့ something pro max ကိုယူအဲ့လိုမျိုးပဲနဲ့အဲ့လို100ကင်ရတာပို့ပြီးတော့အဆင်ပြေတယ်ကိုကအပြင်နေပါတယ်သွားတဲ့အခါကားမောင်းတဲ့အခါတွေမှာ ဝမ်းဟန်တက်ကန်ရတာလိုတယ်ဆိုရင်ပြီးတော့ဖုန်းအကြီးကြီးမကြိုက်ဘူးဆိုရင်တော့ something pro ကရွေးချယ်တဲ့တခုဖြစ်လာလိမ့်မယ်အဲအငယ်ဆုံးလေးကတော့ကိုက budget လည်း change နေတယ်တမရိုးရိုးရှင်းရှင်းလေးကိုပို့ပြီးတော့သဘောကျတယ်ဆိုပေမဲ့သူတွေတို့ကဒါ Xiaomi something အငယ်ဆုံးလေးကိုရွှေ့လို့ရတယ်သုံးကောင်လုံးကတော့ battery life တွေရော performance တွေအကုန်လုံးကတော့ဘာမှပြောစရာမရှိသလို hyper os 3နဲ့လာတာဖြစ်တဲ့အတွက်တော်တော်လေးလည်း smooth တယ်သုံးရတာဘာမှဘာမှ ိတ်ပြီးတော့ complaint တက်စရာမရှိဘူးအရွေးမှားတဲ့ကောင်တွေမဟုတ်တော့ဘူးတဲ့မဒီဖုန်းဝယ်ပြီလို့မှားသွားတာဒီဖုန်းဝယ်မှာအဲ့ဒါမျိုးမရှိတော့အဓိကကကိုသုံးမဲ့ budget နဲ့ကိုရွေးမဲ့ model ကိုကဘာအတွက်သုံးပါလဲဥမာဆိုပါဆို site ကြီးနဲ့ gain ဆော့ကျင်တာဒါမျိုးပေါ့ဗျာကိုဘာအတွက်သုံးကျင်တာလဲဆိုတဲ့ပေါ်မူတည်ပြီးတော့ကိုရဲ့ budget နဲ့ချိန်ပြီးတော့ဒီသုံးမှုတွေကကြိုက်တာကိုရွေးဝယ်လို့ရတယ်အဲရွေးဝယ်လို့လဲဒါနောက်နောက်ရမယ့်ဖုန်းတွေမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒါ Xiaomi ရဲ့နောက်ဆုံးထွက်တကယ်ကို beast ကြီးဖြစ်နေတာဖြစ်တဲ့အတွက်ပဲ ဒီဗီဒီယိုကတော့ဒါဒါ Xiaomi something something pro something pro max ကိုဘယ်လိုလူတွေကရွေးဝယ်တင်တာလဲဘယ်လိုလူတွေနဲ့ပို့ပြီးတော့ကြိုက်လဲဆိုတာကိုပြပြပေးထားတာဆိုတော့ကိုလူလိုဆိုရင်တော့ဒါ Xiaomi something Xiaomi something pro Xiaomi something pro max မှာဘယ် model ကိုရွေးပြီးတော့ဝယ်ဖို့စဉ်းစားထားကြလဲပြီးတော့ background ကိုအကြိုက်ဆုံးနဲ့အောက်က comment မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါဘောအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော် admin ကြော်ပြီးပါ Yangon Mobile Store.